အကျွေးဆိုရင်ဘာကျွေးမှမကောင်းဘူးအစိုးဆုံးကကံကျွေးပဲကံကျွေးပါလိုက်ရင်သူတော်ကောင်းကြီးတွေတော့ပေးဆက်ရတယ်ဆိုတော့ကိုလိုတာမန်ရဲ့အတွက်အကျွေးတွေချပြားများနေတာဘာဆန်းလဲပေါ့အတိတ်အကျွေးကြီးတဲ့သူဟာပိဿုပ္ပံမှာအကောင်းတွေလုပ်နေပေမဲ့လည်းမကောင်းတွေပဲကြုံနေရတတ်တာရှိသလိုအဟောင်းကောင်းတဲ့သူကြပြန်လို့ပိဿုပ္ပံမှာမကောင်းပေမဲ့အကောင်းတွေကြုံရတာလည်းရှိနိုင်တာပါ ဒါကသူ့အကြောင်းနဲ့သူ့အကျိုးပါကိုယ့်အတွက်ကတော့ကောင်းကောင်းဆိုးဆိုးကိုကိုတိုင်းပဲရင်ဆိုင်လက်ခံဖြေရှင်းရမှာအကောင်းများလို့လည်းပြောင်းမသွားနဲ့မကောင်းများနေလို့လည်းစောင်းမသွားနဲ့အတိတ်အဟောင်းအားကိုပစ္စုပန်အကောင်းအားနဲ့ထိန်းချောင်းပေးဖို့ပါပဲအရေးကြီးတာကအကျွေးဆက်ရင်အကျွေးမထက်ဘူးအတိတ်ကအကျွေးတွေကြောင့်အဆိုးတွေကြုံနေရတဲ့ကြားနောက်ထပ်ပေးဆက်ရမယ့်အကျွေးတွေထပ်မများရအောင် ကိုယ့်ရဲ့အလုပ်တိုင်းမှာတတိရှိနေဖို့ပါပဲအကျွေးပါရင်ဆက်ပါ အတိုးတော့ထပ်ပါစေနဲ့ပေါ့ဒီစကားလေးကဘုန်းကြီးတို့လည်းအကျွေးတွေဆက်နေရင်ခဏခဏပြန်ပြန်ဖတ်ရခဏခဏပြန်ပြန်မြစ်ဆုံးမရအကျွေးရလည်းပဲတော်တော့ကြောက်စရာကောင်းတယ်အကျွေးလို့ပြောလိုက်တာနဲ့ပြန်ဆက်ရမယ်ဆိုတာရရှိပေးလိုက်တာမှမဟုတ်တာ အကျွေးယူထားတာ ဆိုတော့အကျွေးလှုပ်ထားရင်လည်းအကျွေးပြန်ဆက်ရမယ်အကျွေးယူထားရင်လည်းအကျွေးပြန်ဆက်ရမယ်လောကသဘာဝလူတွေတယောက်နဲ့တယောက်အတူတွေချီးပြီးတော့အကျွေးတွေချီးပြီးတော့အဲ့ဒီအကျွေးတွေရှိနေနေပဲအဲ့ဒီအကျွေးတွေနဲ့လူတွေမှာဒုက္ခတွေရောက်လေးနေတာလည်းရှိတယ်ဒါပိစုံပံဘဝမှာကြုံတွေ့နေရတဲ့ငွေကြွေးတို့เนาะအလုတ်အကျွေးတို့ပစ္စည်းအကျွေးတို့ဒါတွေကပိစုံပံရဲ့လက်တွေ့ကြုံနေရတဲ့အကျွေးဒီပိစုံပံရဲ့လက်တွေ့အကျွေးလေးတောင်မှ စိတ်သောကတွေများပြီးတော့ပင်ပန်းနေကြတာဆိုကံကြွေးမြန်ပါလာပြီအဲ့ဒီကံကြွေးကတတော်ကိုပဲခြေအောင်ဆက်ရဒါကိုပဲဗုဒ္ဓဘုန်းကြီးတို့ဗုဒ္ဓစာပေမှာကတော့ဝိနဲ့သွားပြီဝိကြွေးလို့ပြောဝိကြွေးကဝိမာအမြင်ငရဲမှာအပဆိုရှိဝိကြွေးပါလာပြီဆိုရင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးတွေရဟန္တာကြီးတွေလည်းပဲဒီအကြွေးကိုဆက်သွားရတာအကြွေးမဆက်လို့မရဘူး ဘုရားရှင်ကိုယ်တော်မြတ်ကြီးတွေလည်းပဲအကျွေးဆက်ရတာပဲမြတ်စွာဘုရားရှင်အတိတ်တိတ်ကလုတ်ခဲ့တဲ့ကံကြွေးတွေကနောက်ဆုံးဘုရားဖြစ်တဲ့ဘဝတည်းသူဆက်ရတယ်ဝိကျွေးတော်တွေဆိုတော့ဝိဘတ်တော်၁၂ပါးဆိုတော့ဒါအကျွေးဆက်အတိတ်ကလာခဲ့တဲ့အကျွေးတွေထို့တူပဲဘုရားရဟန္တာကြီးတွေအဂတာဝကရှင်မမောကလန်ဆိုလဲသူကအကျွေးဆက်ပြီးတော့ပြိနိဗ္ဗာန်ပြုတ်သွားရတာနောက်ဆုံးဘဝမှာတော့နော်ခိုးသား900ဘလောက်တကိုးတော်ရာမှာဘုရားပင်းတကိုးအကြီးဆုံးဣတရက်ရတဲ့မထေကြီးတယ်ပဲ အကျွေးပါတာတော့ဆက်ကံကျွေးရကံကျွေးရဆောင်လို့မရအောင်နောက်ဆုံးခိုးသား900ရိုက်နှက်ပြီးတော့ပြိနေမယ်ပြုတ်ခံသွားရထို့တူပဲရှင်သေးဝလိဆိုတာအလုံးချားဖို့တာရှင်သေးဝလိကအမေဘဝပိုက်တယ်မှာခုနှစ်နှစ်ခုနှစ်လခုနှစ်ရက်ပြိတန်နေနေရတာဒီစမောင်ကိုရီကိုလာလွယ်ဆယ်လမွေ ကိုလာလောက်နေတော့ဒီပိုက်ထဲမှာဘလောက်ကျင့်ကြက်မလဲ ရှင်သေဝလိယပရိသန်ဒီမှာအဲ့လောက်ကိုကြာကြီးနေခဲ့တယ်။သူရင်ဝကြွေးပါရလားဆိုသူအမေလည်းတူတူပဲ။ရှင်သေဝလိလေးကအမေပိုက်ထဲမှာ9နှစ်9လ9ရက်ပရိသန်နေနေခဲ့ရသူသူ့ကိုကိုဝင်ဆောင်ထားတဲ့မိခင်ကြီးမှလည်းပဲ9နှစ်9လ9ရက်ဒီမပေါ်မပိုင်းနဲ့ဘလောက်များပင်ပန်းလိုက်မလဲ။ဩအတိတ်ကအကျွေးတွေကံကျွေးတွေပါလာတော့နောက်ဆုံးဘဝမှာဆက်ရတာပဲ။အတိတ်ကကံကျွေးရလဲအံ့ဩစရာတခုသောဘဝသူတို့က တိုင်းပြည်အုပ်ချုပ်တဲ့အစိုးရမင်းတွေတာဝန်သူတို့အာဏာရှိနေတဲ့အချိန်မှာအာမင်းတယောက်ကအဲ့တိုင်းပြည်ရဲ့ဝင်ထွက်တကားကြီးကို ပိတ်ထားခဲ့ခொနှစ်ရက်ပိတ်ထားပေးလိုက်ပြည်သူတွေဒုက္ခရောက်အဲ့ခொနှစ်ရက်ပိတ်ထားပေးလိုက်တဲ့အကုသိုလ်ဝိကျရနောက်ဆုံးဘဝအထိအခုဆက်လိုက်ရနောက်ဆုံးဘဝမှာခொနှစ်နှစ်ခொနှစ်လခொနှစ်ရက်ဩအတိတ်ကံကြီးတွေကတိတ်ကြောက်เสียကောင်းတာနောက်ဆုံးဖရာရန်တာဒီပါတာပဲဆိုတော့ ကံဒီကဉာဏ်နဲ့ဖြတ်မှသူကအဆုံးတတ်တာဝိဇ္ဇရာအမြဲတမ်းလိုက်တတ်တဲ့သဘောရှိတယ်သူကအဲ့ဒီဝကြွေးပါလာတဲ့ကံဒီကို ဖြတ်မယ်ဆိုရင်ကြံတဲ့ဟာတွေနဲ့ဖြတ်လို့မရဘူးဉာဏ်နဲ့ဖြတ်ရင်တော့ပြတ်သွားအာအကုသို့လို့ရင်အကုသို့အကျွေးရပြန်ဆက်ရမှာပဲဆိုတော့တချို့က complain တက်တယ်ဒါဆိုရင်အင်္ဂုလိမာလာမထေရကြီးကအင်္ဂုလိမာလာအလောင်းလျာတော့ လက်ညိုးတွေဖြတ်တာလူတွေတတ်တာတဖောင်ကြောတာဆိုတော့ तू อ่ะအဲ့လူတတ်တဲ့အကုသိုလ်ကံတွေပြန်ဆက်ရမှာမဟုတ်လားဒါပေမဲ့အင်္ဂုလိမာလာမထေရကြီးကရဟန္တာဖြစ်ပြီးဘဝအဆုံးတတ်သွားတော့အဲ့ဒီတတ်ခဲ့တဲ့အကုသိုလ်တွေပြန်မဆက်ရတော့ तू อ่ะအဲ့ဒီကံတွေကိုညံနဲ့ဝိပဿနာညံနဲ့ဖြတ်ပလိုက်တဲ့အခါကျကံကြွေးတွေပါမလာဘဝနောက်ဘဝမှာမရှိတော့တဲ့အခါကျအဲ့ဒါညံနဲ့ဖြတ်သွားဒါတော့မှ तू ကအဲ့ဒီအကုသိုလ်ကိုကြွေးတဲ့ရဟန်းဘဝရောက်တော့ခဲတွေနဲ့ထုခံရသေးတာ အံ့ဩစရာကောင်းတယ်အဲ့ဒီဝေကျွေးတွေပြောတာကြောင့်ဘဝမှာအကျွေးတော်တိတ်အတင်မခံနဲ့ဘုန်းကြီးတို့လည်းအတိတ်ကျွေးတွေရှိခဲ့လားမသိဘူးအတိတ်ကျွေးတွေရှိခဲ့တော့တခါတခါသူများတွေအလိန်ခံရတယ်ကိုပစ္စည်းလာခိုးွားတယ်တခါတခါဖနက်တွေပျောက်တယ်တခါတခါကျတော့ဟိုးလွန်ခဲ့တဲ့မနှစ်ကနေတူပါတယ်ဘုန်းကြီးတရားဝဲသွားကန်ဒီတရားဝဲသွားကန်ဒီမှာအဲ့ဒါတရားဝဲသွားဖို့ဆိုပြီးတော့အိတ်တွေပါညာပြင်ထားပြင်ထားရေချိုးကန်းဝင်တဲ့အချိန် ူတယောက်ကအဲ့ဒါလာပြီးတော့ဧည့်သည်လို့လို့ပေါ့နော်အခန်းထဲဝင်လာပြီအိတ်ထဲကပတ်စံအိတ်တွေယူပြီးတော့ထွက်သွားတာကလေးတွေတွေ့လိုက်တယ်ကလေးတွေကလည်းဘုန်းကြီးဧည့်သည်ထင်လို့ဘာမှမပြောဘူးအဲ့ဒါမှအဲ့ကိုရီးယားနိုင်ငံသားကတ်တွေရောဘန်ကတ်တွေရောအကုန်ပါသွားတယ်ပတ်စံကတော့၄သိန်းလောက်ပါဆိုတော့ပုံမားရိုက်ပြီးလာယူသွားပြီးတော့ပါသွားတဲ့ဟာတချို့ကပြောတယ်ရဲတိုင်မလားရဲတိုင်မေးပါနဲ့ ငါအကျွေးတစ်ခုကြည်တယ်လို့လားသတ်မှတ်လိုက်ပါတော့လို့သူများတွေလည်းပြောမနေနဲ့ဆိုကြကိုယ့်ကိုတခိုးဖြစ်နေအောင်နော်ကိုပစ္စည်းပြောလို့သူများလိုက်ပြောရင်လေကန်တရားရပြောရင်အဲ့ဒါကိုခိုးခဲ့လို့ပြန်ပါသွားတာကိုယ့်ကိုတခိုးလို့သတ်မှတ်တာပဲခြေရဆရာတော်ကြီးဆိုအဲ့ဒါလို့ပစ္စည်းပြောက်တယ်လို့ပြောရပါရှက်ပစ္စည်းတစ်ခုပြောက်သွားကိုယ့်ပစ္စည်းတစ်ခုပြောက်သွားကိုခိုးခဲ့လို့အဲ့ကန်ကြီးမကျွေးရလေမကျွေးရတခါကျဒီဘဝမှာကိုပြန်လဲတာရှိတယ် ဒီဘဝမှာပြန်ခံရတာဘုန်းကြီးအခုအဲမိညောင်ယိုကားအက်ဆီဒင့်ဖြစ်လို့မိညောင်ယိုနာတာဒါလည်းတရားဝဲတွေမှာတော်တော်များများပြောဘူးလေခုလည်းပဲအဲ့မိညောင်ယိုတန်လေးကမပြောက်ဘူးရှိနေတဲ့ခါကျခုံလေးနဲ့ထိုင်ပြီးတော့ဟောอ่ะဆိုတော့မိညောင်ယိုတန်ကားအက်ဆီဒင့်ဖြစ်တော့မိညောင်ယိုတန်နာလာတစ်နှစ်ကျော်နှစ်နှစ်ကြာမပြောက်ဘူးတခါခါကျတော့အဲ့ဒါအဲ့ဒီတန်လေးကိုတရားအားထုတ်တဲ့အခါဂုံတော်ဘာညာပွားများတဲ့အခါတိတ်ဆိတ်တဲ့အခါစိတ်ထဲမှာအဲ့ဒါတွေပြန်ပြန်ပေါ် အဲ့ဒီအကုသို့ကံဘယ်တော့မှဖြစ်တာလဲဘုန်းကြီးဗာလေးပြန်ပြန်မြင်လဲဆိုတော့အဲ့ဒီညညောနာတဲ့ဓာန်လေးစဉ်းစားရင်အတိတ်ဒီပစ္စုပန်ဘဝမှာပြန်မြင်တာယဟန်မဝဲခင်ကိုရင်မဝဲခင်သာသနာပေါ်မဝဲခင်လူဘဝတွေမှာဘုန်းကြီးကယောမနေရင်ねအိမ်ရှိမှရှိရဲ့အိမ်ခြံထဲမှာတလင်းရှိတယ်အဲ့တလင်းထဲမှာလာလာပြီးတော့ခြုံဖို့မှာလာလာနားနေတဲ့ပဇင်းလေးတွေရှိပဇင်းအမီးရှိပဇင်းအမီးရှိလေးတခါကလေးဘဝဆိုဖမ်းပန်းပြီးတော့အဲ့အမီးလေးတွေ တပွက်လောက်ကဖြတ်ပြီးတော့မျက်ပင်လေးတွေအဲမိတဲ့ထိုးပြီးတော့မျက်ကပင်တန်လန်းတန်လန်းနဲ့ပဇင်းတွေပြင်းပြင်းလှုပ်အဲ့ဒါလေးပဇင်းလေးတန်လန်းတန်လန်းဖင်တန်လန်းလေးနဲ့မျက်ပင်တန်လန်းလေးနဲ့ပြန်ပြန်သွားတာကြည့်ကလေးဘွားပျော်တာဝမ်းသာတာအဲဘုန်းကြီးတခါကတရားထိုင်ရင်ပြန်ပေါ်လာငါမိညောင်ရုံနာတာအဲ့ဒီအကုသိုလ်ဝေကျွေးတွေလားပြောလို့မရဘူးပစ္စုပန်မှာတခါကအဲ့ဒီဝိဆုလာဒီဘွားမှာပဲပြန်လဲတာရှိတယ်။ဘုန်းကြီးတို့ဆရာသမားကြီးဆရာတော်ကြီးပြန်တော်မူအပ်ဆရာတော်ကြီးဆိုရင် ူကအသက်80မှာမျက်စိခွဲတာ၃ချိန်လောက်ခွဲတာမမြင်တော့ဆရာတော်ကြီးကထပ်ခွဲပါဆရာဝန်ကပြောတော့မခွဲတော့ပါဘူးငါဝကျွေးတွေရှိတယ်တူပါတယ်မခွဲတော့ဘူးလို့ပြောတော့ဘာဖြစ်လို့လဲဗျာငါကဆရာတော်ကြီးကသူကအသက်20နှစ်မှာသာသနာ့ဘောင်ဝင်တာသာသနာ့ဘောင်ဝင်တော့သာသနာ့ဘောင်မဝင်ခင်ကာလမှာသူကလူဘဝနဲ့ချက်တိုက်တယ်ချက်သမားဆိုတော့သူတိုက်တဲ့ချက်ကတခြားချက်ကိုခုတ်လိုက်တာမျက်လုံးရင်းထွက်ကြသွားတော့ဆရာတော်ကြီးအဲ့ဒါမြင်သွားတာချက်ချင်း ပြင်ပြီးတော့တာဝေကရပြီးတော့တခါတည်းသာသနာပေါင်ဝင်သွားဝင်သွားပြီမဲ့တရားထိုင်တိုင်းထိုင်တိုင်းအဲ့ဒါကြီးပြန်ပြန်မင်းအခုလဲနောက်ဆုံးမျက်စိခွဲတော့လဲဆရာတော်ကြီးကဒါဝေကျွေးတွေကြောင့်ပဲအဲ့ကြက်တိုက်ခဲတဲ့အကုသိုလ်ဝေကျွေးမျက်လုံးပွင့်ထွက်တဲ့အကုသိုလ်ဝေကျွေးကြောင့်ငါပြန်ပြီးတော့ခုလဲပဲမြင်မာမဟုတ်တော့ဘူးဆိုပြီးတော့ဆရာတော်ကြီးကခုမခိုင်းတော့ဒါကအချိန်တန်လို့အကျိုးပေးတာလည်းဖြစ်ကောင်းဖြစ်မယ်ဥပဒံအစွဲကြောင့်လည်းဖြစ်ရင်ဖြစ်မယ်ဆိုမယ်တေချာတာကတော့အကျွေးတွေကကံကျွေးတွေဆိုတာက သူကအချိန်တိုင်းပြန်ပြီးတော့ပေးဆက်ရတယ်ဆိုရှင်။နောက်ကိုလေဘဝမှာလည်းတချို့လူတွေမှာအဲအချွေးတွေများအတိတ်အချွေးတွေများတဲ့အခါကျတော့တချို့ဟိုမိသားစုထဲမှာကိုပဲလုံးတလောက်အကောင်းမဖြစ်တဲ့လူတွေရှိတယ်။ဘလောက်ပဲကြိုးစားကြိုးစားပဝင်းညာလည်းအကောင်းအမြင်မခံအောင်မိဘလည်းအကောင်းအမြင်မခံရအောင်ကိုကောင်းတာလုပ်ပြီးဒီလောက်ပေးဆက်နေလဲပဲကိုအပေါ်အကောင်းမမြင်တဲ့အာသမီတွေအတိုင်းဝိုင်းနေရှိတယ်။အားကြံသူတို့စိတ်စိတ်တက်တယ်ကြား စိတ်တက်နေကြပြီးတခါဘုန်းကြီးလာလာရှောက်အာအကျွေးတွေပါတာပဲနော်အကျွေးပါတယ်လို့သဘောထားအကျွေးကိုကြည့်အောင်သာဆက်ပါလိုက်ဒီဘုရားဒီတဲ့ဆိုတာတော့မရှိတော့ဘူးအဲ့လိုတွေးအကျွေးဆက်ရင်လည်းအကျွေးတွေထပ်မတိုးစေနဲ့အတိတ်အကျွေးတွေပါလာလို့ရှိရင်ပြစ္ဆုတ်ပံမှာအကောင်းတွေလုံးတလောက်မဖြစ်တာတွေအများကြီးရှိအတိတ်ကအကုသိုလ်ဝကျွေးရအကောင်းတွေပြစ္ဆုတ်ပံကံက မတိုင်သူကအကုသိုလ်ကကိုယ်နိုင်သွားအပြင်အတိတ်ကအကုသိုလ်အကျွေးရနိုင်သွားတော့ပစ္စုပန်မှာလှုပ်တယ်လို့အကောင်းမဖြစ်တချို့ကြလဲပစ္စုပန်မှာမကောင်းတာတွေလှုပ်ပေမဲ့အတိတ်အဟောင်းကကောင်းနေတာအတိတ်အဟောင်းကောင်းနေတဲ့အခါကျတော့ပစ္စုပန်မှာမကောင်းတာလှုပ်ပေမဲ့အဟောင်းကောင်းတဲ့လူကတော့ကောင်းနေတာပေါ့အဟောင်းစားဆိုတာလူတွေမှာအဟောင်းကြီးပဲစားလို့မရအောင်အစ်စ်လဲပွားရအဟောင်းစားဆိုတဲ့စကားလုံးကအဲ့ဒါအတိတ် ကဟာလေးတွေပဲထိုင်ဆိုင်ပြစုပ်မှာကောင်းတာတစ်ခုမှမလုပ်ပဲမကောင်းတာတွေလုပ်နေတဲ့သူတွေကိုအဟောင်းစားလို့ခေါ်တယ်။သူတွေမှာအဟောင်းစားနေတာတွေလုပ်လို့မရဘူး။ပြစုပ်ပံမှာလည်းပဲကောင်းတာလေးနဲ့တန်တရာအတွက်အကောင်းပြန်ချရတယ်။ဘဝမှာလူတိုင်းလူတိုင်းကောင်းတာတွေလုပ်ရတာနဲ့အဆိုးတွေကြုံတဲ့အခါမှာကိုယ့်ကိုပြန်ပြီးတော့ဖြေစေရအကျွေးဆက်နေရတယ်လို့သဘောထား။အကျွေးဆက်နေတဲ့ဘဝမှာအကျွေးမထက်ဘူးကကိုယ်ကတတိကတ် နမ်မတော်မဲနုအသက်ခံရကနေသူ့ဆရာသမားဘုံဘောဆရာတော်ကြီးသွားပြီးတော့ဖူးတော့ဆရာတော်ကြီးကရှင်မယားတပြီတော့အသက်ခံရတော့မယ်ဖရာဆရာတော်ကြီးကအားပေးတယ်မဲနုရေအကျွေးပိုင်တော့ဆက်လိုက်လို့ပြောနော်အားပေးတယ်အကျွေးပိုင်ဆက်လိုက်အကျွေးအချီအောင်ဆက်ခိုင်းတော့ရောင်ကိုဒီမှာအကျွေးတွေအကျွေးတကအကျွေးတွေမှာဘာအကျွေးမှမကောင်းတာကံအကျွေးရအဆူဆုံးပဲနော် ကံကြွေးတွေပါလာတဲ့အခါမှာအဲ့ဒီကံကြွေးက၁၉ဆက်မှဖြစ်တဲ့အတွက်အကြွေးဆက်ရင်အကြွေးမထက်ဘူးကိုယ့်ရဲ့အလုပ်တွေမှာအရန်သတိထားရလူမှာအာဟုတုကတာမန်အာဟုတုနဲ့မတူတဲ့ဝိကြွေးပါတဲ့အာဟုတုဆိုရင်အဲ့ဒါဝိကအမြဲတမ်းလိုက်သွားတော့တာမန်အာဟုတုဆိုတာမသိလို့လုံမိလိုက်တဲ့ရုတ်တရက်လုံမိလိုက်တဲ့အာဟုတုကတော့အာဟုတုလောက်ပဲ तू ကဝိမလဲဘူးချို့ကြတော့စေတနာပါပါနဲ့ရည်ရွယ်ချက်ရှိရှိနဲ့လှုပ်တဲ့အလုပ်မျိုးကြတော့ဝိ ဝိဖြစ်သွားလို့ရှိရင်အဲ့ဒါအာဟုတုဝိကျွေးဖြစ်သွားရင် तू ဆက်ရတော့သူကြောင့်ခြေဖြက်လို့မရတချို့တချို့အာဟုတုလေးကြတော့ तू ကဟိုဒီတမင်ငါယူရဲ့ချက်ရှိရှိလှုပ်တာမဟုတ်ပဲနဲ့လှုပ်တဲ့အခိုက်အတန့်မှာစေတနာပါလို့အာဟုတုဖြစ်ပေမဲ့ तू ကဟိုဝိကျွေးသဘောမျိုးမဖြစ်ပဲနဲ့အဲ့အာဟုတုကကုတုကံအာကြည့်ရင် तू ကကောင်းတာလေးတွေနဲ့ပြန်ပြီးခြေဖြက်လို့ရတယ်လူတွေမှာတစ်ခါတခါကောင်းတာလုပ်ရင်းနဲ့အာဟုတုတွေတွဲနေတာလည်းအများကြီးရှိတယ်ဘောရုံက ဟိုစာလေးတပုတ်ဘုန်းကြီးရေးဘူးတယ်ကုသိုလ်နဲ့အကုသိုလ်မှာအားကြီးတာကိုရွေးချယ်လို့မရတော့ဘူးလွန်ဆန်လို့မရတော့ဆိုအားကြီးတာကိုရွေးချယ်ရအားကြီးတဲ့ဘယ်ဟာကပုံအင်အားကောင်းတယ်ကုသိုလ်ဟာအင်အားကောင်းတယ်အကုသိုလ်လေးတော့ဥပိ္ခာပြုရတာရှိတယ်တခါတခါဥပမာအပြင်ဖရာအကြောင်းဆောင်ဖရာအကြောင်းဆောင်ကိုတန်ရှင်းလို့တဲ့အခါပဲဖြစ်ဖះเจ้าတော်တန်ရှင်းလို့တာအဲ့ဖះเจ้าတော်မှာတွေ့နေတဲ့ပင်းကူအိမ်လေးတွေအမြင်လေးတွေရှိတာ သူတို့လည်းအတိုက်အမြုံပဲဒါပေမဲ့တန်ရှင်းလို့ရင်အဲ့ပင်းကိုအိမ်လေးဖြတ်ရတာပင်းကိုအိမ်ဖြတ်တာအကုသိုလ်ပဲဒါပေမဲ့ဖရားအကြောင်းဆောင်တန်ရှင်းစေခြင်းနဲ့ကုသိုလ်စိတ်ကအားကြီးတဲ့အခါကျတော့မဖြတ်ခြင်းဖြတ်ခြင်းနဲ့ဖြတ်ရတဲ့အကုသိုလ်လေးတွေကအသေးဖွဲလေးတွေဖြစ်တယ်အသေးဖွဲလေးဖြစ်တာဒီဘက်ကကုသိုလ်အားကောင်းရင်သူကအဟောတိကံအကျိုးမပေးတော့ပဲအဟောတိကံလေးတွေဖြစ်သွားရင်သူကကံကြွေးမှာပါ တချို့ဟာတွေကြတမင်းကရွယ်ချက်ရှိရှိကိုတတ်ချိန်ဆပြီးတော့တတ်မယ်တေချာအာနာနဲ့ခိုင်းပြီးတော့တတ်မယ်တေချာကိုတိတိကျကျခိုင်းပြီးတော့တတ်မယ်ဒါရွယ်ချက်တွေရှိရှိနဲ့လှုပ်လာပြီဆိုသူကအဲ့ဒါဆိုရင်တော့ဝစ်လိုက်တော့ရှင်မမောကလမထေရရွယ်ချက်ရှိရှိမျက်စိမမြင်တဲ့သူ့အဖေအမေအရင်ခောက်ခောက်ကြီးတွေကိုမျက်စိမမြင်တော့သူကတခြားသူကိုပတ်စံပေးပြီးတော့အဲ့ဒါတခိုးတမပုံစံဟန်ဆောင်ခိုင်းပြီးတော့တမင်းကရွယ်ချက်ရှိပစ္စည်းတွေယူပြီးလှုပ်ခိုင်းတတ်ခိုင်း အဲ့ဒီအကုသိုလ်ဝေကြီးကနောက်ဆုံးဧတရေရတဲ့ဘဝအက္ခတာဝကဖြစ်ရှင်မမောင်းလာတကူတော်အရာဧတရေရတဲ့အခိုက်အတန့်မှာသူကလိုက်ပြီးတော့အသက်ခံ၃ချိန်လောက်တော့သူရှောင်သေးတယ်တကူတွေနဲ့ထွက်ထွက်သွားတကူတွေကနောက်ဆုံးတော့အတိတ်ဝေကြီးရှိတယ်မဖြစ်တော့ဆက်မရမယ်ဆိုနောက်ဆုံးတော့တကူနဲ့မရှောင်တော့ဘဲနဲ့ခိုးသား900အသက်ခံပြီးတော့ပြိဋိနိဗ္ဗာန်ပြုတ်သွားတာအကျွေးကိုဆက်ပလိုက်တဲ့ နော်အကျွေးဆိုတာကြီးအောင်ဆက်ရတာဖြစ်တဲ့အတွက်ကြောင့်ကိုယ်တွေမှာလည်းပဲပစ္စုပ္ပန်မှာအကျွေးတွေအများကြီးရှိအတိတ်ကလုပ်ခဲ့တဲ့အကျွေးတွေရဲ့ဟိုဒီပစ္စုပ္ပန်မှာမဟုတ်တာလုပ်ပြီးလို့ဖြစ်ပေါ်လာတဲ့အကျွေးတွေအများကြီးရှိတဲ့အခါကျတော့အဲ့ဒီအကျွေးတွေမှာကိုကတစ်ခါတခါအဆင်မပြေတယ်လုံတိုင်းမဖြစ်တာတွေရှိတဲ့အခါမှာလေအကျွေးဆက်နေရတဲ့ကိုဘဝကိုဆင်ကြီးရအောင်။အော်ငါအကျွေးဆက်နေရတာ။အဲ့လိုတွေးပြီးတော့အကျွေးဆက်ရင်အကျွေးမထက်အောင်ပဲကြိုးစားရ အကျွေးမထအောင်တခါတခါကျတော့မိသားစုအတိုင်းဝဲမှာလည်းပဲနေရောင်ကြားကဆိုးတာရှိရဲ့မျိုးသမီးကဆိုးတာရှိတယ်။အခါကျမလို့မှမလွန်ဆန်တဲ့ဒီလူတွေနဲ့ပေါင်းနေရတယ်။အခါကျစိတ်တက်တွေကြားတဲ့အခါမှာကိုကဖြေးရအောင်။ဩကံကြွေးအကြွေးပါရင်ကြည်ပါတော့ဒီဘုရားကြည်ပါဆိုဒီဘုရားမှာပဲကြည်အောင်ဆက်ပလိုက်တာ။နောက်ဘုရားမစုံတော့နောက်ဘုရားဒီအကြွေးတွေထပ်ပြီးတော့မတင်ရင်တော့အပြီးဖြတ်ပလိုက်။အခါကျသာသမီးဆိုးတွေနဲ့ကျုံအကြွေးတွေရှိရင်ကြည်ပါစေရောအကျွေးတွေဆက် ဘုန်းကြီးတို့မိသားစုအတိုင်းမှာမှာလဲဘုန်းကြီးတို့အခုကြီးကမိသားစုပေါ်တိတ်တိတက်တာမိသားစုပေါ်တိတ်တိတက်တဲ့အခါကျသူတော်အိမ်တော်မပြုတ်နိုင်ဘူးအဲသူအခုကြီးကိုပြောပြတယ်အခုကြီးလဲအဲအတိတ်အကျွေးတွေပါတာပဲအကျွေးတွေတော့ကြည်အောင်ဆက်လိုက်တော့အကျွေးတွေထပ်မနေစီတော့နဲ့ဆိုပြီးတော့သူကအဲ့ဒီတန်းကြီးကြံ့ကြံ့ခံနိုင်ပြီးတော့မိသားစုအရေးနော်ညီကိုမောင်နှမအရေးမိဘအရေးကိုကြည်အောင်အခုကြီးကဆက်စိတ်တက်မကြောက်စိတ်တက်မပြက်ဘူးဆိုစိတ်တက်ပြက်သွားတာနဲ့အကျွေးကထပ်တင်တယ် ိုလည်းပြင်းမှန်းသေးတယ်ကိုလည်းလောဟာသေးတယ်ပြီးတဲ့အခါကျောင်းစိတ်ကဟိုအမထားတတ်တဲ့အခါကျောင်းအာဟုသူရဲ့စိတ်ကထပ်ရတဲ့အခါကျောင်းလှုပ်လဲလှုပ်သေးတယ်ပင်လဲပင်မှန်းသေးတယ်အဲစိတ်မထားတတ်တဲ့တို့ကြောင့်ဖြစ်ပေါ်လာတဲ့အာဟုသူကထပ်ပြီးတော့အကျွေးတွေထပ်တွေ့ဆိုအကျွေးတွေကပိုပြီးတိုးတိုးသွားတယ်နော်အကျွေးတိုးသွားပြီဆိုရင်အတိုးဟာပြန်ဆက်ဆိုတော့တန်တရားမှာဆက်လို့ကိုပြီးမှာမဟုတ်တဲ့အတွက်ကြောင့်ကိုတွေကအလုံးလုံးတဲ့အခါမှာအကျွေးတွေထပ်မတင်အောင်အထူးဂယုပြုအောင်အတိတ်ကပါလာတဲ့ အစိုးတွေကိုလည်းပဲပြစ်စုံပံမှာစိတ်တက်မကြပဲနဲ့လေစိတ်တက်မကြပဲကြည်အောင်ဆက်လူတွေမှာတချို့ကဟိုအကျွေးတွေများတော့တချို့ဖရားတွေရှောက်ရှောက်ပြီးတော့ဖိုးပြီးဆုတောင်းတာနော်ဝေကြီးတော်ပြေဖရားနော်အဘဘရားညာဖရားဆိုအမိနာမရဲ့လှလှလေးတွေပေါ့တန်တရာကျွေးကြည်ဖရားအစုံပါပဲလူတွေကဆိုတော့အကျွေးတွေများလို့ဝေကြီးတော်ဖရားသွားပြီးဆုတောင်းနေုံနဲ့တော့အကျွေးရတော့မကြည်ဘူး ။နောက်ဆူတောင်းနဲ့အကြွေးတော့ကြည်မှာမဟုတ်ဘူး။ပေးဆက်ရမယ့်ဟာကတော့အကုန်ပေးဆက်မှာကြည်တာ။ပေးဆက်အတိတ်ကနေပါလာလို့ဒီမိသားစုအတိုင်းအဝန်းမှာ ဖြစ်လာတယ်ဒီနေရာမှာအတိုင်းအဝန်းမှာဖြစ်လာတယ်ဒီလူမျိုးတွေလာတွေ့ရတယ်ဒီလိုဟာတွေနဲ့လွန်ဆန်လို့မရသူကအကျွေးဆိုတာကလွန်ဆန်လို့မရဘူးဆိုတာကယုံထွက်လို့ရရင်ယုံထွက်သွားလို့ရတယ်ယုံထွက်လို့မရနိုင်တဲ့အကြောင်းအမျိုးမျိုးရှိတယ်ဆိုတာအကျွေးပဲအကျွေးဆိုရင်အဲ့အကျွေးရတော့နောက်ဆုံးသီခံပြီးတော့ဆက်ကိုဆက်ရတယ် ဘသူကသာသမီကြောင့်ပဲဖြစ်ဖြစ်လင်းအောင်ကြားဆောင်တာယုံထွက်လို့မရနိုင်အနေထားယုံထွက်လို့မရနိုင်တဲ့အနေထားမှာအကျွေးကြီးကဒါသူတို့အတွက်လည်းဆက်ပြီးနေလင်းအောင်ကြားအတွက်ဆက်ပြီးနေကိုယူခဲ့တဲ့အကျွေးတွေပဲကိုယူလုပ်ခဲ့တဲ့ဟာတွေပဲဆိုတော့အဲ့ဓာတွေကိုကိုကစိတ်တက်မကြဘူးအရေးကြီးတာဆက်ထားတော့ဆက်ရမှာအကျွေးပါရင်နော်အကျွေးပါရင်ဆက်ရတာဖြစ်တဲ့အတွက်ကြောင့်ကိုဘဝအကျွေးတွေဆက်နေတဲ့အခိုက်အတန့်မှာအဲ့ဒီမကောင်းတဲ့အကုသိုလ်စိတ်အတွေးတွေရယ်မကောင်းတဲ့ကိုယ်အမူအရာတွေရယ်မကောင်းတဲ့ဝစီကံတွေကြောင့် ထပ်ပြီးတော့အတိုးတွေမထပ်ဘူးအကျွေးတွေထပ်မပါဘူးတတိထားရတော့တီထားရတော့ကံကျွေးဆိုတာက မမြင်နိုင်ဘူးမမြင်နိုင်ဘူးဆိုတာဘလောက်ထိကြည်အောင်ဆက်ရမလဲဆိုတာလည်းမမြင်နိုင်ဘူးဆိုတော့ဆက်နေရတဲ့ဆိုတာသိနေအဲ့ဒါကကြည်အောင်တာဆက်ဩငါအတိတ်ကပါလာတာပဲဓာရီကငါအကျွေးတွေပဲဆိုတာသိနေတယ်တချို့ကသိနေပေမဲ့မလွန်ဆန်တဲ့အတွက်ကြောင့်သိနေနဲ့ဆက်နေရတာသိနေတဲ့သဘောမှာအဲ့ဒီတိတိကြီးနဲ့ပဲ ထပ်ပြီးတော့အတိုးတွေထပ်မပါအောင်ဒါလေးတွေကိုပဲစိတ်ကောင်းနှလုံးကောင်းလေးနဲ့ပြီးခံပြီးတော့ဆက်ပေးရနောက်ဆုံးဘယ်လောက်တိဆက်မလဲသေတဲ့အထိဆက်တစ်ခါသေသွားတော့လည်းပဲ तू ကနောက်ထပ်ထပ်မသေးအောင်မို့သေရတာပဲဒီဘဝသေသွားတယ်ပဲအချိန်ချင်းသင်ခဲ့ပြီးတာပဲတန်မြန်မှာဆိုတော့ဒီဘဝသေရင်ပြီးရောဆိုပြီးအကျွေးကိုရှောင်သွားလို့တော့မရဆိုတော့အကျွေးပါလာရင်တော့ဟိုယုံနိုင်တယ်လို့ယုံဆက်နိုင်တယ်လို့ဆက်ပြီးတော့သေတဲ့အထိဆက်သွား နော်သေတဲ့ဒီဆက်သွားသေတဲ့ဒီကမကြည်သေးဘူးဆိုတော့ထပ်ပြီးဆက်အောင်ပါလို့တော့အဲ့လိုသေတဲ့ဒီဆက်နေတဲ့အခိုက်အတန့်မှာပို့ပြီးတော့အတိုးတွေမပါအောင်တော့သတိထားရသတိထားရလူမှတချို့ဟာရဒီအဲ့ဒီဟိုတန်တရားကိုရှည်စေချောင်းအရာတွေကြောင့်ဆက်ဆက်ပြီးတော့အကျွေးတွေထတ်တိုးနာတွေအများကြီးရှိတယ်ယံဆိုတာကလေကိုကဖြတ်မှအဲ့ဒီယံကပြတ်တာတန်တရားအကျွေးဆိုတာကိုကမဖြတ်ရင်အာမပြတ်ဘူးမပြတ်ဘူး မြတ်စွာဘုရားကတော့နာဟိဝေရဏဝေဒာနိတံပန္တိတကုဒါစနံအဝေရဏစွာဝေဒာနိဧတဓမ္မောတဏံတော်ဝေရဏအကျွေးကိုအကျွေးနဲ့ပြန်တုံခြင်းဖြင့်ဝေဒာနိယံတို့သည်နာတံပန္တိဘယ်တော့မှမကျိန်းနိုင်ဘူးကုဒါစနံဘယ်တော့ခါမှနာတံပန္တိမငြင်းအေးနိုင်သူကယံကိုယံခြင်းအကျွေးကိုအကျွေးခြင်းပြန်တုံပြန်လို့ကအကျွေးကတော့ကျေမာမဟုတ်ဘူးတဲ့အဝေရဏစအကျွေးကို အကျွေးချင်းပြန်မတုံပြန်မရံကိုရံချင်းမတုံပြန်မသာဝေဒာနေရံတို့ဒီတမ္မာတိငြိမ့်အောင်အကျွေးတွေရှိလို့ဟောဒီလိုလိုတော့ငါပြန်လုံးမယ်ဆိုတဲ့စိတ်နဲ့ပြန်လုံးရင်အကျွေးရထတ်တင်တာဟိုဘုရားလက်ထက်ကအဲ့ဒါဘုရားကမြတ်စွာဘုရားလက်ထက်မှာ ဖြစ်ခဲ့တဲ့ဇလံလေးရှိတယ်ကာလာယခိနီဘလူးမနဲ့တာဝတိတထေသမီးတာသမီးလှူတဲ့ကိစ္စအနေဖြစ်တယ် ဲ့တော့သာဝတိတထေသမီးသားလေးမွေးတော့ဘလူကလိုက်စားလိုက်စားတော့ဖះရှိကိုအဲ့ကလေးမပြီးတော့ပြီးတာရှင်မြတ်ကဲပါဆိုတော့သာဝတိတထေသမီးကဖះရှိရောက်ကလေးချတာအဘလူကလိုက်လာဒါပေမဲ့ចောင်းမောဝါရောက်တော့ចောင်းဆောင်နဲ့ကတားထားတော့ဘလူကဝင်လို့မရဖះကသူတို့အတိတ်ចောင်းသိတော့ဝင်ခွင့်ပေးလိုက်တယ်ဝင်ပါလို့ဖះရှိရောက်တော့ဖះကနင်တို့နှစ်ယောက်ကအကျွေးတရားတားများခဲ့တာတန်တရားမှာတယောက်နဲ့တယောက်အကျွေးတွေထက်လို့ဒီလောက်ထိပါလာတာဆိုပြီးတော့ဖះကအတိတ်ចောင်းပြန်ပြော တိတ်ချောင်းပြန်တော့သူတို့ကအတိတ်ဘဝတစ်ခုမှာအိမ်အောင်ရှင်အမျိုးသားတဦးရဲ့မယားဖြစ်ခဲ့ကြတာကိုမယဲကြီးနဲ့မယဲငယ်ဖြစ်တာပထမအဲ့တကာကအိမ်အောင်ပြလိုက်တယ်ပထမယူတဲ့အမျိုးသမီးကသူကကလေးမယားအမြုံဖြစ်ကိုယ်ဝေမရနိုင်လေအဲ့ဒီကကသာသမီရကျင်တဲ့ဆန္ဒပြတာသာသမီမမွေးတော့သူ့ကိုမိသားစုအတိုင်းဝန်းကညှို့ညင်ကြတာ အပြစ်တင်ပြီနော်အဲ့တော့ तू ကလည်းပဲအဲ့ဒီဒဏ်ဒီမခံနိုင်တဲ့အတူငါမရနဲ့အတူတူရနိုင်အောင်ဆိုပြီးတော့ तू နဲ့တကယ်ကိုပဲညီမလို့ခင်တဲ့တယောက်နဲ့ပေးစားလိုက်ပေးစားလိုက်တော့အငယ်မကကိုဝင်ရအငယ်မကကိုဝင်ရအဲ့နောက်ယူတဲ့မိန်းမကမယေငယ်ဖြစ်ရှေ့ကမယေကြီးဖြစ်တယ်ဆိုတော့အငယ်မျိုးသမီးကိုဝင်ရတဲ့အခါကျတော့အဲ့မှာအကြီးမကသူ့ကိုယ်တိုင်နဲ့ပေးစားတာပဲဒါပေမဲ့လည်း သူကဟိုအငယ်မကိုမိသားစုအတိုင်းဝိုင်းရဖေးပါပေးတဲ့အခါကျသူ့မှာ pressure တွေဖြစ်ပြီးတော့သူ့မှာစိတ်မချမ်းမသာဖြစ်ပြီးတော့အငယ်မကိုကိုဝင်ပြက်ကြအောင်လုပ်တယ်။ရည်ရွယ်ချက်ရှိကိုဝင်ပြက်ကြအောင်လုပ်တစ်ချိန်နှစ်ချိန်သုံးချိန်မြောက်ကြအငယ်မအသိပါ။အာ तू လောက်တာပဲ။အဲ့တော့ဒီကနေ့မှာသူကခေါဝါမချနိုင်စိတ်ထဲမှာအကျွေးတွေတင်ပြီးတော့အညိုတေးတွေနဲ့နောက်ဘဝသူ့ကိုပြန်နိုင်ပြရစီဆိုပြီးတော့ဆူတောင်းပြီးတော့တည်သွားတော့အဲ့တော့အငယ်မကတည်သွားတဲ့အခါနောက်ဘဝမှာ तू ကကြောင်မသွားဖြစ်တယ် အဲ့ဒီအိမ်မှာအကြောင်းမကြီးသွားဖြစ်တယ်။အကြီးမကလည်းအကုသနဲ့တည်းတော့အဲ့ဒီအိမ်မှာပဲကျက်မကြီးသွားဖြစ်တယ်။အဲ့တော့အတိတ်အကျွေးတွေပါလာတဲ့အခါကျတော့ကျက်မကအူလိုက်အကြောင်းမကြီးကစားလိုက်။ကျက်မကအူလိုက်အကြောင်းမကစားလိုက်။အဲ့တော့ကျက်မကတည်သွားတော့နောက်သေးကနေ့မှသူကဆုတောင်းငါဘဝအဲ့ကြောင်းပြန်နိုင်ရမယ်။အကျွေးဆုတောင်းတဲ့အခါကျနောက်ဘဝကျတော့အဲ့ကျက်မကစစ်စ်မှသွားဖြစ်။ကျောင်းမကြီးကသမင်မှသွားဖြစ်။ ဆိုတော့အဲ့တော့သမင်ကမွေးလိုက်ကြားကစားလိုက်သမင်ကမွေးလိုက်ကြားကစားလိုက်ဘုန်းကြီးတို့ဇကဘုံမှာသမင်မွေးရင်ကြားစားရင်ဆိုအဲ့ဒီဇက်တော့အဲ့ဒီအကြောင်းအရာပါလားဆိုတော့အဲ့တော့သမင်မကမကျေနပ်မခံနိုင်တော့အကျွေးတွေပြန်ပြီးဆူတောင်းတယ်။နောက်ဘုရားသူ့ကိုနိုင်ပြစေဆိုတော့ဘုန်းကြီးတို့ဘုရားလက်ထက်ကြတော့အဲ့ဒီသမင်မကဘလူးမကာလယက်ခိနေဆိုဘလူးမလာဖြစ်တာ။နောက်ဇတိမကသာဝတိတထေသမီဖြစ်တယ်။ဆိုတော့အဲ့ဒီနှစ်ယောက်အရင်ကျွေးတွေနဲ့ အဝတိတထေသမီးကလေးလိုက်စားဖရာရှိရောက်တော့ဘလူးမနဲ့ဖရာတထေသမီးနဲ့ဖရာရှိရောက်တော့မှာဖရာကပြောပြညင်းတို့အတိတ်အကျွေးတွေအများကြီးဖြစ်ခဲ့တာဆိုတော့အကျွေးဆိုတာကိုကဖြတ်မှာပြတ်မှာကိုမဖြတ်ရင်အတွေ့အကျွေးတန်တန်လဲအောင်မှာပဲဆိုပြီးတော့ခုနခါတာလေးဟောတာနာယီဝေဒနာဝေဒာနေသမ္မန္တိတကုဒ္ဒဆန္ဒ အဝေရဏသာဝေဒာနိဧတဓမ္မောသနန္တရောဣဒာဤလောက၌ဝေရဏယံကိုယံခြင်းတုံးပြန်ခြင်းဖြင့်ဝေဒာနိယံတို့သည်ကုဒါစနံဘေသောခမနတမန္တိမငိမ့်ဧနိုင်အဝေရဏသာယံကိုယံခြင်းမတုံနှင်းခြင်းဖြင့်သာဝေဒာနိယံတို့သည်တမန္တိငိမ့်ဧနိုင်ကို၏အကျွေးပါလာတာအဲ့ဒီအကျွေးကိုအကျွေးနဲ့ပြန်ဆက်လို့မရဘူးအကျွေးကိုကိုကဖြတ်နိုင်မှသာလေတန်တဲ့အကျွေးပြတ်မှဒီဆက်တရားတော်လေးဟောလိုက်တော့မရအောင်လုံးတရားရတယ် ောကျင်တာကဘုန်းကြီးတို့တော်ကောင်းများရဲ့ဘဝမှာလည်းပဲလူတိုင်းလူတိုင်းမှာအကျွေးကိုယ်စီနဲ့ပါလာတာဖြစ်တဲ့အတွက်ကြောင့်ငါဘဝဆိုးလာရည်လားအကျွေးတွေကများလာရည်လားဒီလိုမတွေးနဲ့ပါလာတဲ့အကျွေးကိုကြည်အောင်ဆက် ကြည်အောင်ဆက်လို့မကြည်သေးနဲ့ဘလောက်ထိဆက်ရမလဲဆက်နိုင်တယ်လို့ဆက်ပြီးတယ်အကျွေးဆက်နေတဲ့ကိုဘွားမှာနောက်ထပ်ထပ်ပြီးတော့မဟုတ်တဲ့အကုသိုလ်တွေကြောင့်မကောင်းတဲ့ကာယကံမကောင်းတဲ့ဝစီကံမကောင်းတဲ့မနောကံတွေကြောင့်နောက်ထပ်အကျွေးတွေထပ်မတိုးအောင်အကျွေးဆက်နေတဲ့ကိုဘွားကိုတတိပြုဆင်ခြင်ပြီးတော့အတိုးတွေထပ်မနေရအောင်ကိုဟာတာကိုကာယကံဝစီကံမနောကံကောင်းအောင်လို့ကြိုးစားပြီးတော့အကျွေးဆက်နေတဲ့ဘဝနဲ့အတိုးမထပ်အကျွေးကိုကြည်အောင်ဆက်ပြီးတော့ပစ္စုပန်တန်ត្រာကောင်းကြိုးရနိုင်အောင်ကြိုးစားအားထုတ်နိုင်ကြတဲ့သူတော်ကောင်းများ พิจาบาเซกงโดตัดดี